ဟောဒီဗီဒီယိုလေးမစခင်မှာမေးစရာရှိတာကဒီချိန်မှာကိုသာတင်မောသားဆိုရင်အစ္စရေးကိုသွားမလားโอเคပြီးသွားရင်တကယ်လို့မသွားခြင်းဘူးပေါ့နော်ဒါပေမဲ့လည်းကုမ္ပဏီကသာလစာ5ဇလက်ရှိရနေတဲ့လစာရေ5ဇပေးမယ်ဆိုရင်တော့သွားမလားပေါ့နော်ဒါမှမဟုတ်လေအာကွန်ပျူတာစုဝင်တရားရောက်ကတင်မောသားဖြစ်တယ်ဆိုရင်ရော Israel ွားဖို့တိုက်တွန်းမလားအလားလားငါကရရင်အဲ့တော့အဲ့လီခြေကြီးစီချင်တာပေါ့နော်ခြေကြီးစီချင်နေဆိုတော့ဘာမှမပေါ့ဒီကျွန်တော်တို့ပတ်စံကအရေးကြီးလားအဲပြီးသွားရင်တင်မလာဘဝကအရေးကြီးလားပေါ့နော်အဲ့လီပေါ်လွင်စီချင်လို့ပါဆိုတော့ဒီမှာဒီစာရေးတဲ့အကူကတော့ ူကသွားဖို့ဆုံးဖြတ်ထားတယ်ပေါ့နော်ထို့အတူပဲတင်မောဘော်က19ရောက်မှာ15ရောက်ကသွားဖို့လက်မှတ်ထိုးထားတယ်တကယ်လို့မသွားခြင်းဘူးဆိုတဲ့လူကလည်းပြဿနာမရှိဘူးမသွားဘူးပေါ့နော်မသွားဘူးဆိုရင်အိမ်ပြန်မယ်ခရူချိတ်လုပ်ပေးမယ်ဆိုတဲ့အကြောင်းလေးပေါ့ဟိုကျွန်တော်ကဒီစာကိုယူပြီးတော့ page မှာတင်တယ်အာဒီကိုနဲ့ကျွန်တော်နဲ့လည်းတိသူကကိုချက်ကျွန်တော်တို့ဟိုးမိနစ်တုန်းက တစ်နှစ်လောက်တုန်းကကျွန်တော်တို့သူ့ကိုအင်တာဗျူးအင်တာဗျူးလုပ်လိုက်သေးတယ်။သူကအဲခရုစလိုင်းတွေကလာတဲ့ chef တယောက်ဖြစ်တဲ့ကြောင့်မလို့ဟောချက်ပုံချက်နီးပါညာလက်ရည်ရောတော်တော်မိုက်တယ်။ဆိုတော့သူနဲ့အဲ့တုန်းကရင်းနှီးတာပေါ့နော်ဂျားထဲမှာအဆက်အသွယ်ပြတ်တယ်ပြတ်ပြီးတော့အခုဟိုသူရေးတဲ့စာတွေပြန်ဖတ်တော့ဒီစာတပုတ်ကလိုင်းပေါ်မှာတော်တော်ပြန့်တယ်နော်ကျွန်တော်သင်္ဘောသားနဲ့ပတ်သက်တဲ့ ူတွေ share ထားကြတာများတယ်။အဲ့ဒါကျွန်တော်ဖတ်ကြည့်တော့သူရေးတာဖြစ်နေတယ်။အကြောင်းကလက်ရှိသူတို့ဟောတမောကတောက်ထဲကိုဝင်နေတောက်ထဲကထွက်ပြီးဆိုတာနဲ့ကိုုံကဘယ်ရရမလဲဆိုတော့ history back ကရ။ဟော history ကိုတော့ချရမှာဖြစ်မယ်။တခြားတနေရာယူပြီးအဲ့မှာ discharge ချင်းသွားတော့ပါတော့။ဆိုတော့ဒါကထုံးနေတိုင်းအပြစ်နေခက်နေတဲ့နေရာဖြစ်တဲ့ကြောင့်မလို့သဘောတူညီချက်တောင်းတဲ့တမောသားတွေဒီကပြန်ရင်းတဲ့လူကလည်းပြန်လို့ရတယ်။ မပြောင်းရင်မှုလိုက်စီးမယ်ဆိုတဲ့လူကိုတော့လာတာ၅ဇပေးမယ်ပေါ့နော်သူချက်တာလည်းဘယ်လိုပေးပြီးငှားထားလဲတော့မသိဘူးဆိုတော့အဲ့ဒီအချိန်ဒီမှာ तू ကတော့လိုက်မယ်လို့ဆုံးဖြတ်ပြီးတော့အခုဒီစာကိုကောက်ရေးပြတယ်ပေါ့နော်အဲကျွန်တော်ကတော့ထုံးစံတိုင်းဟိုကိုတိကျင်တာလေးရှိရင်သူဒီအခွင့်တောင်းတယ်ခွင့်တောင်းပြီးတော့ဒီ page မှာကျွန်တော်တင်မယ်ပြီးတော့အဓိကကဒီဒီအခြေဒီပုံမှာပေါ့နော် response ဘယ်လိုလာရလဲကျွန်တော်သိချင်တာအဓိကအတင်းမောသားမိသားစုဝင်တော်တော်များကတော့ဒီ comment တွေမှာတွေ့ရတော့ကတော့သူတို့မလိုက်စီချင်ဘူးပေါ့နော်အသက်ထက်ကြီးကြီးတာဘာမှမရှိဘူးဒီကာယကံကြီး19ယောက်တည်းမှာ15ယောက်ကြတော့သူတို့ဘာလို့လိုက်ချင်လဲပေါ့နော်အဓိကကတော့သူတို့ဒီအခုမှစာချုပ်ကနှစ်လလောက်ပဲရှိတယ်အဲနော်တော့တင်းမောရောနှစ်လလောက်ပဲရှိသေးတယ်အဲ့တော့ဒုံးလနိုင် လင်းမမပြည့်သေးဘူးကျွန်တော်ကအဲ့လိုမျိုးတစ်ခေါက်တင်းမောတစ်ခေါက်တိုင်ရင်ငါဒီဒီတစ်ခေါက်တော့အာဘလော့နေမယ်ဘလော့ရှာမလဲတွက်လို့ရတာဘူးเนาะကျွန်တော်တို့လာတာလေးကြောင့်ဆိုငါပြီးရင်ဘာလုပ်မလဲဆိုတော့ကြီးရကြလေးနဲ့တက်ကြတယ်ဆိုတော်တော်များများကပြီးရင်ရုပ်ကြလေးတွေကြီးပြဲတင်းမောသားတွေဆိုတော့ရုပ်ကြလေးတွေမှာကအဲ့လိုတွေးကြောက်တာတဲ့ကျွန်တော်ထင်တာဗောနော်စွန့်စား ရတဲ့အလုပ်မျိုးကိုသဘောကျတယ်။အဲအကြောင်းလေးပါမယ်။ဘာလို့လဲဆို16ယောက်မှာ၄ယောက်ပဲအိမ်ပြန်မှုအိမ်ပြန်မှုလုပ်တယ်ပေါ့နော်။စာတင်မှုလုပ်တယ်။ကျန်တဲ့15ယောက်လုံးကအဲ့ဒီဒေတာကိုတွားမှာ။ဖြစ်ကမှသာဖြစ်ရောပေါ့။အဲအဲ့လိုမျိုးအဲ့လိုပုံစံမျိုးဖြစ်ကမှသာဖြစ်ရော။ပြီးရင်ဟိုအကုန်လုံးကစာဖြစ်သမားတွေဆိုတော့ပြင်လေထဲမှာကျင်လည်လာတဲ့ကြာပြီဆိုတော့ ကိုဖြစ်ရမယ်ဇာတာကြုံရင်ဖြစ်ခဲ့ဘူးတာလေးလည်းအများကြီးရှိတာတသက်လုံးမဖြစ်ဘူးလို့မဖြစ်ပါဘူးလို့ယုံကြည်ထားတဲ့အရာတွေတောင်မှတင်မောသားဘဝမှာဖြစ်ခဲ့ပြီးကြပြီဆိုတော့ဒီကိစ္စလည်းဖြစ်မဲ့တာဖြစ်ရောလွတ်လာရင်နတ်သား၅ဇာနတ်သား၅ဇာလိုင်းကလည်းပေါ်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 လိုင်းမဟုတ်ဘူးလိုင်းကြီးလိုင်းကောင်းသားသားရဲ့ရှေ့ကောင်းဆိုတော့ သူဆိုရင်တပေါင်းဝင်ကျင်လောက်ရအပေါင်းဝင်ကျင်လောက်ရဆိုတော့ဒါကတကြီးလာတာဖြစ်သွားပြီလေဆိုတော့အဲ့တော့ကြောင့်လေပါမယ်ပြီးရင်ခုနကကျွန်တော်ပြောသူစွန်သာစွန်သာကျင်တာကြောင့်လေပြောပြောမယ်အဲ့ဒီအန်နီယမန်တိတိကြီးနဲ့ဟိုကဖြတ်ကျော်ခဲ့ရတဲ့အတွေ့အကြုံကြီးကနောက်တစ်ချိန်ပြန်ပြောစရာကြီးပြန်ပြောရတဲ့အခါကျရင်အရင်မိုက်တဲ့ feeling ကိုခံစားရမှာကွာ အဲ့လိုပတ်စံလည်းရမယ်အဲ့ဒါလည်းရမယ်ဆိုတော့ဟုတ်တယ်ဟိုတက်ဘေးနေတော့နီးတာမှန်တယ်သို့ပေမဲ့လေကျွန်တော်တို့ဘယ်လိုပြောရမလဲဟိုအမြင့်ရနေလေလေထီးနဲ့ခုန်ချတဲ့လူတွေလူမျိုးပြီးရင်အမ်တိုးရတောင်းတဲ့စွန့်စားပြီးတော့ရှောက်သွားရတဲ့လူတွေလူမျိုးခံစားချက်မျိုးရမယ်အဓိကအဲ့ဒါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ယူဆတယ်ဒီဗီဒီယိုကြည့်နေတဲ့ မိတ်ဆွေတွေကတော့ဘယ်လိုယူဆမလဲပေါ့နော်အဲ့ဒါလေးသိချင်လို့ကျေးဇူးတော်